မင်္ဂလာပါရှင်ဒီကနေ့ဖက်ပြပေးခြင်းတဲ့ဝတ္ထုတို့လေးကတော့တာရဲဆရာစင်ပြွကျွန်းအောင်သိရေးသားထားတယ်။တမီးစာဝတ္ထုတို့များစာအုပ်ထဲမှာပင်လက်ပံကြွေချင်းဦးဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်။နားစင်ခန်းစားအားပေးကြပါဦးရှင်။ပင်လက်ပံကြွေချင်းဦးနေရာတိုင်းတွင်ကပလာနေကြီးတွေလှန်ထားပြီးတော့အနီကိုကြီးမြင်ရတယ်။အိုမင်းနေသောအစိမ့်ဘုတ်ကလေးကားများ၏ဟိုဘက်တွင်လည်း အနီရောင်ကိုသာမြင်ရတယ်။အင်းလင်းပွင့်နေသောပွင့်လဟာတွင်ကအနီရောင်တဖွဲဖွဲရှောလွင့်နေသော ချွေအိုရွက်ရော်တို့နှင့်ပေါင်းဆက်ထားတယ်။အနီရောင်သည်ညှော်မဆုံးသောຢາກင်းများကိုပယ်ရန်ထားတယ်။ຢາກင်းကွင်းကဘာကြီးကိုလည်းသူသာမင်းမူတယ်။သူနဲ့အတူပါလာသောညဉ့်ညံစီစီအတန်ရှင်များကဇရက်နေကြီးဇရက်သည် ကျင်းတံကို ဖုံးလွှမ်းနေတယ်။လက်ပံပင်တိုင်းတွင်အချားငင်များလည်းလာကြသေးတာ။သို့တော့သရဲတံကသာစိုးမိုးနေတယ်။ကတဲ့နှင့်ပေါက်တို့လည်းဒီယာဒီတွင်ညူးကြသေးတာ။လွင်လွင်တောက်တောက်နီးရဲနေကြသေးတာ။သို့ဖြင့်ညာလက်ပံပင်ဤအနီကသာစိုးမိုးနိုင်လောလာတယ်။ပြေးနေသောအေးဆောင်ဤစိတ်တွင်လည်းဒီနေပင်ညာတွေကသာစိုးမိုးနေတယ်။ နင်ဘာမှမပူနဲ့ငါတောင်းဝန်ထားညှိုးငယ်နေတော့များတော့အေးဆောင်အားမောကြည့်လိုက်ပုံမှာအေးဆောင်အားကဘာကြီးနဲ့ရေဆိုင်ချင်းစိတ်ပေါက်လာအောင်တွန်းအားဖြင်းနေတယ်။ဒီမျက်နှာကလေးကိုယခုပြင်းရင်လဲမြင်အောင်နေပေတယ်။အနီရောင်ရှုခင်းများသည်အေးဆောင်၏နောက်တွင်ချာချာလဲလျက်ကြံခဲ့ကြရတယ်။အစိမ်းသည် အနီရောင်တတိုင်းကိုအေးအလာချဲထားတယ်။ နင်းရီဝဝကိုမှမှန်တောက်ချိုးရတော့ကြောင်းရေပဲခင်းများသည်တနေ့ထက်တနေ့ထူးထက်လာတယ်။တနေ့ထက်တနေ့လဲအစိမ့်မှအစိမ့်ရင်အစိမ့်ရင်မှသိမ့်မောင်အရောက်တို့ပြောင်းလာကြတယ်။ဒီအစိမ့်ရောင်ကလည်းအနီရောင်နဲ့ပနံတင်လာတယ်။ဘဲဘိုကြည့်ကြည့်အစိမ့်ကျွမ်းစီတော့အစိမ်အနီရောင်မြင်ကွေးများနေတူအစိမ်းရောင်တောင်းမြေပဲတော့ဒီလေ ခြားခြားလဲ၍ကြံခဲ့တယ်။ညသွဲတို့ရာခရိုးရှိချားဆောင်လက်ညိုးပင်ကြီးကို မြင်ရတော့မှအေးဆောင် အပြည့်ရတော့တယ်။တောင်းတွင်ပေမဲ့အေးဆောင်တကောလုံးရေချိုးထားသည်တို့ချွေးဖြည့်ရွှဲနေတယ်။မာကြောတလောက်ဝင်းညို့မိုးမောက်ပြီးပြောင်းတင်းနေသောရေအုပ်ကြီးမှာအပြည့်အထန်လှုပ်ရှားနေတယ်။ဒီမြဝေတော်ခီးကိုဒီနယ်မယံမနာပြေးလွှားလာရခြင်းမှာ ညသွယ်ကြောကြောင်ဖြစ်တယ်။နေရောင်ကြီးလေးပြူစာဒီနေ့နဲ့တွင်ညသွယ်ထံသူရောက်ခဲ့တယ်။အကြောင်းကိစ္စမင်းမင်းရရမရှိ။ညသွယ်ဤအဖေအမေရှိနေလျင်ညသွယ်ကိုမဝါသောအကြည့်ဖြင့်ခက်လန့်လန့်မှကြည်နေရန်။လူကြီးတွေမရှိလျင်အနာကပ်ပြီးตายရသောကျိန်ဆဲတံများ နားစင်ရန်ဖြစ်တယ်။အိမ်ရှိပေပင်အောက်တွင် နေမြင့်အောင်မီးလုံလေးရှိသောဥတဲကုံမမြင်။ မိဖို့ရဲတွင်လဲဥသက်ဇနီးဒေါမြမရှိအိမ်နောက်ဖေးဘက်မှာတီ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 နှင့်ကြက်ခေါ်နေသောညသွယ်အတန်ကြားရတယ်။မဲသောမျက်နှာထဲမှာဝါသောသွားကြီးတွေထင်းငနဲပေါ်လာအောင်အေးဆောင်ပြုံးနေ။အပြုံးသည်အေးဆောင်နဲ့အတူပါလာခဲ့တယ်။ညသွယ်ကြက်တွေကို အစာကျွေးနေတယ်။နေရောင်ထဲတွင်သားနဲ့ကြက်မတွေပါတယ်။ရောင်မျိုးစုံတင့်နေသော အရွယ်ရောက်ကျက်တွေလည်းပါတယ်။ပန်းမွင်းတွေအသက်ဝင်ပြီးလှုပ်ရှားနေသည်တို့ရှိတယ်။ဒီချူကင်းကိုအေးဆောင်ကြာကြာမကြီးလာရ။အိမ်ချေရင်မှလှဲ့လာခဲ့ရာအိမ်တောက်ဝဲသို့ရောက်ရောရှိသည်။ရင်းထန်သော တောင်ဟုန်တန်ကို ကြားလိုက်ရကကျဲများကြောက်လန့်တကြားအော်တန်ကိုလည်းပြန်တူကြားလိုက်ရတယ်။တစ်ဆက်တည်းလိုလိုပဲကျက်တကောင်၏အော်တန်များတော်၏ဟဲ့ရွှေဟဲ့ရွှေအော်တန်ကြားရတယ်။ အင်းဆောင်မော့ကြည့်ရင်မိဖို့ကြောင့်တကားဝါတွင်ချိန်ထားသောဝါလောက်လေးတည်ခွားကိုပြေးယူမိတာဖြစ်သွားတယ်။ဖျံကနေလောက်စလုံးကိုပြစ်လွတ်တန်နေအတူตาစာငှဲ့ဤခြေတော်ထဲမှာကျမကြီးလွတ်ကြလာတယ်။လှပသောကြက်အုပ်ကြီးမှာဖယိုဖယဲပြေးလွင်သွားတယ်။တုံလုံးတကြီးအော်တန်ကတော်တန်များပေးကအရေးအောင်ဝင်ပြေးကြတယ်။အိတ်အောင်ဝင်ခိုးကြတယ်။ လင်းယုံအတုခံရသောကြက်မှာကြက်အုပ်မှကြီးဖြစ်တယ်။လင်းယုံတောင်ဟုန်တန်ကြားတွင် အခြားသောကြက်များပြေးချောင်နိုင်ကြသူမပြေးနိုင်။သူ့မှာခလေးတွေနဲ့ခလေးတွေကို အုံမိုးကောက်ွယ်ပေးထားရသဖြင့် ကုတ်ချေယူသွားခြင်းခံရတယ်။အင်းဆောင်ဤလောက်စလုံးငှက်ကိုထိပေမဲ့ငှက်ကြမလား။အစာသာကြလာတယ်။ခွားလောက်လေးကိုထားပြစ်ခဲ့ပြီးအင်းဆောင်ပြေးသွားသောအခါကြက်မကြီးကိုပိုက်ခါ ညသွယ်ငိုနေပြီဘီလက်ကျဲမျိုးနဲ့ဆက်ထားသော ကျဲမိုးအကောင်ကြီးလာတယ်ထွာလာတယ်ရှင်သေးလားညသွယ်ညသွယ်သည်မျက်ရည်ပြေလျင်သော မျက်လုံးကြီးများနဲ့မော့ကြည့်ကသာအပြေးပေးတယ်နှုတ်ကအတန်မထွယ်ကျမကြီးမှာ တုံလုံးလဲလျက်ရည်တက်နေပြီကြော်ကုံမှာ သွေးစိမ့်သွင်းသွင်းစီနေစေအချားကျက်တွေတုတ်ပါတော့လားအခုတော့ဒီမှာကြက်ကလေးတွေ15ရက်သားပဲရှိသေးတယ် သိင်းတော်လားမိရင်ဓာတ်နဲ့နှုတ်နှုတ်အစင်းပြစ်မယ်မပူနဲ့မြတ်သွဲဒီကောင်ကိုမိအောင်ငါတာဝန်ထားတကယ်လားယင်တကယ်လားယင်မေးလိုက်တဲ့ကလေးမှာယခုထက်ထီအေးဆောင်နားထဲမှာမထွက်ဝမ်းတာချင်းဖက်တော့အာကိုတကြီးအကြည့်ကိုလည်းယခုထီအေးဆောင်မြင်ကကြည်နူးနေရစေဒီအတန်ဒီအရိတ်ကလေးအာယုံမှာလုံမထွက်မီအေးဆောင်ပြေးလာခဲ့ရတယ် မောပေမဲ့သူ့ရင်တွေကြီးနူးမှုမပြဲအခန်းနှင့်ကလေးတွေတူလိုတန်လန့်နဲ့ကြက်မကြီးအားတက်ပြစ်သောလင်းယုံကိုအင်းဆောင်ထောင်ဖမ်းမယ်ထောင်ကျသည်မခဲခဲသို့တော်လုံရန်ကြမယ်အင်းဆောင်စိတ်ထဲမှာကညသွယ်ချက်ချင်းပြုံးလာစေခြင်းနဲ့အခြေတိုးရင် ပွားစင်သောအပြုံးကိုခဏမဆိုင်ခံယူခြင်းနဲ့သူစဉ်းစားကြည့်သောအခါညွတ်တွေကမသေးကြလင်းယုံမှာ လဲတယ်ပါနဲ့တယ်အကောင်နေတို့ကြောင့်ထောင်စရာထောင်ကြောက်ကောင်းကောင်းကိုအေးဆောင်စဉ်းစားတယ်စဉ်းစား၍ရတယ်ပွေးထောင်ကြောင့်သို့တော်ရာထဲမှာပွေးထောင်ကြောင့်ရာထဲရောက်နေပုံမှာပွေးတကောင်ကြောင့်ဖြစ်တယ်ထိုပွေးသည် ပွေးပါပွေးနံသူ့ကိုမိလျင် အသေးအချာကြည့်ကျင်ပါပြီနေရွက်မှာရှိပါသေးတာခြေလက်မှာပြည့်စုံပါသေးစားဟု၍ဒီပွေးသည် ။ရောက်ပဲကျန်းတွင်ရှိသောပဲကြီးကင်းအဆက်တို့ရောက်လာသည်ဆိုလျင်အေးဆောင်တီးခဲ့တယ်။တီးလျင်တီးချင်းပွေးစုံကိုဖယ်ပြီးတွဲဝပေါ်အောင်ခေါ်တယ်။ပွေးကပွေးမုံဆိုချင်းအေးဆောင်ကိုလိုက်ရရင်လိုက်ခဲစိန်ခေါ်ပြီ။အေးဆောင်မလိုက်ရင်အဘယ်မှာလိုက်ရပါမည်နည်း။ပွေးတွင်လှန်ကောင်းသည်ပဲကြီးကင်းနေဝင်သွားတယ်။ဒီလှန်ကောင်းအတိုင်း ိတ်လိုက်မှန်ပါတိုးပြိုပြီးလိုက်သွားလျင်တပြီးကျပဲကင်ကလေးပြုတ်ပြုတ်ပြုံးရခြင်းရဲ့ပဲကင်ကြီးသည် အပွင့်လိုက်နေပြီမကြုံဘူးသူတို့ခေါင်းမူမယ်အင်းဆောင်အတွင်မူပဲကြီးပွင့်ရနေသည်တင်းပြန့်ကျူ၍လှိုင်းနေတယ်ဒီပဲကြီးကဤအလာကလေးများသည်ပွင့်ပြူကလေးတွေထောင်ပွင့်နေတယ်နင်းရီချိုချိုအေးအေးတောက်ချိုးထားရသဖြင့်လမ်းဆွေနေတယ်လေးအေးချော့ရာ တနော့နော့ကြည်နူးနေကြတယ်။ပဲဝင်ကလေးတွေကဒီယူယာညှို့ရင်နေကြတော့ညာ။အင်းဆောင်စိတ်ထဲတွေတမျိုးမြင်နေတယ်။မဝင်ခဲ့နဲ့မဝင်ခဲ့နဲ့။တန်ပြန်ကြွေဟစ်ခါခေါင်းရမ်းပြနေကြသည်ထင်နေ။အင်းဆောင်မလာရင်မလာရဲသည့်အတွေ့လှိုင်းကောင်းအဝကိုချဲတယ်။အဝဤအပေါ်ရန်မြေသားကို ပပကလေးကြံအောင်ရှက်ထားတယ်။ဒီနေရာတွင်လက်စွဲတော် ုံးခွမိန်ကြီးအတော်ဝင်ပြီးပွေတော်ဤသဘောမှာအပလေးကိုမကြိုက်တွင်းဖြောင်နေလျင်အလေးရောင်မကြိုက်တို့အပလေးဖြစ်စေအလေးရောင်ဖြစ်စေတွင်းနဲ့ဆက်လက်ဝေမနေစေရန်ပွေစူးစားတယ်။လိုင်ကောင်းအတွင်တနေရာမှာရေစာများကိုတွုံးပို့ခြင်းဖြင့်တဲယူလာကအဝကိုပိတ်တယ်ပိတ်လေရှိတယ်ဒီတော့အေးဆောင်သိထားတယ် လန်ကောင်းအဝတွင်ရေစာမှုတ်များညိတ်ကနေရောက်လာသည်နှင့်တပြိုင်နက်ပါပါရှက်ထားသောလန်ကောင်းအမိုးကိုထိုးလိုက်မယ်။ဒီပွေဘယ်ပြေးမည်နည်းထနောင်းပင်ရိတ်အောင်မှရမောင်မောင်နှင်းရိတ်များပင်ပြဲလွင့်ချေပြီ။ဒီမြေနီရာတော်မှာအေးအေးပြေးလျင်အပူလာစမြဲသည်။နေလုံးမြင့်သည်နှင့်အမျှအပူကရင်စမြဲပူတီထဲပူရွေ့ပူရွေ့လာတယ်ပွေကမလာသေး အေးဆောင်မှာရင်နာတီကိုမြာမပုံနိုင်ပယွဲစိတ်ကိုက်တီကိုလည်းအောက်ခံနေရတယ်။မွဲမောင်သောကျောပြင်ကြီးမှာရေတကုံစီးသည့်အလားချွေးပြိုက်ပြိုက်စီးတယ်။ဒီစီးသောချွေးတဲ့တွင်နေတစင်းလာရောက်ခိုနာတီတို့တပြောင်ပြောင်တဝင်ဝင်လင်းလင်းနေတယ်။မြေသားလွင်လွင်မြေပဲပင်တို့ မရောက်တော့မြေလို့မြေပြင်များတွင် တန်လျက်ထစာပြူပြီးမျက်တော်မခက်ပဲ ပွေတွင်ဝါတို့သာ အာယုံစိုက်ထားသောအေးဆောင်အမြင်အာယုံသည်ဝါ၍ဝါ၍လာ၏မြက်တောင်ခတ်လိုက်လျင်ညီကွေးကြည်လင်လာပြန်နေပွေးကလည်းလာခဲလိုက်တာတနာရီခန့်ကြာပြီအေးဆောင်စိတ်မရှိစားတွေးတော်တယ်စိတ်မရှိတော့ညာမလူးလွန်မလုံရှားဒင်းပဲမလာပဲနေနိုင်မလားငါပဲစောင့်နိုင်မလားမခံခြင်းစိတ်ကြောင့်အာယုံသည် ပုံမူထင်မြင်လာတယ်။ဖဲ့အောင်ဒါဘာလို့နေရလဲ။သုံးကွာမိန်ကြီးဖြင့်တအားပြစ်ထိုးခြင်းအောင်အေးဆောင်ဒေါသထွက်မိတယ်။တနောင်းပင်အကွယ်မှာဘွားကနေပေါ်လာသူမှာဥရွေခဲ။ပါဇက်ဖြင့်နှောက်ရှဲ့ယုံသားမကလူဘဘာအနာတော်ရောက်လာတယ်။သူ့လက်ထဲတွင်တရောက်တော်ခန့်ရှိသောဝါတလုံးဘဲလဲထစ်ထားတယ်။ညော့ကြိုးလဲခြိထားတယ်။ ဒေါသတကြီးဖြင့်ဆက်ခနဲလှည့်ကြည့်လိုက်သောအေဆောင်မုံယိုနေသော မျက်နှာသည်ထိုဝက်လုံးကို မြင်သည့်ခဏတွင်ကြောကြသွားတယ်။အဲ့ဒါပွေးထောင်ကြောင့်မဟုတ်လားယင်။နေပါဦး။အခုနေပူကြီးထဲမှာဒုက္ခစရိယာကြည့်နေတာကအော်အော်ပွေးဆောင်နေတာကိုဥွှေခဲ့သည် မေးလဲမေးငုံလဲကြည့်ရက သူ့ဘာသူစက်လက်အပြေထုတ်တယ်။စောင့်နေနေတော့ကွာ နေကဘုဒ္ဓနဲ့ အဲမင်းတွင်ကဖြောင်းရလားဒီထောင်เจ้าကတွင်းဖြောင်းမှာဖြစ်တာမတွင်းသာဖြောင်းလို့ကတော့ပိုးရဲ့မျက်နှာကိုတန်းနေတာပဲပြောရမှာလွယ်အိတ်စုတ်ထဲမှာတန်များတချောင်းထုတ်ပြတယ်ဖြောင်းလားမဖြောင်းလားခမားပဲကြည့်ပြီးထောင်ပေးစမ်းပါဗျာအေးဆောင်ဘေးတိမ်ပေးတယ်ဥွှေကဲတွင်းဝတွင်ဒူထောက်ထိုင်က ထောင်เจ้าကိုပြင်ဆင်နေဝလုံးကြီးထဲမှာဝလုံးကလေးကိုဝလုံးကြီးပဟက်နဲ့ ။ညီမျော်ကြိုးကိုဆွဲတင်၍ပဟက်တွင်ရှားဖြင့်ထိပ်ပေးလိုက်တယ်။အစုံမြေစာသည်လက်တလုံးခန့်အပြင်ထွက်နေသော အတွင်းဝါကိုတိုးတည်နေချက်ချင်းရှာပြတ်မယ်။မျော်ကြိုးဖြင့်ကန်ထားသောတန်များကပွေးမျက်နှာနှင့်ဂျင်းဘက်တစ်ခုခုကို ထိုးချင်းခံဝင်ဆူမယ်။အခန့်တော်ယခုဒီထောင်ချောက်ကိုအေးဆောင်တည်ရရတယ်။ရေပဲကင်းပေးမှမြောင်ရွေ့ ပဲကြီးကင်းတို့ခြေလမ်းကျဲကြီးဖြစ်လာခဲ့တယ်။ပဲကြီးကင်းကျနက်ကိုရှူဆိုင်လိုက်ရသဖြင့်အမောပြေပွေတွင်ဝါ၌ဒူးထောင်လိုက်တယ်။ခြေတော့ထောင်ကြောင်မှာမောင်းကြနေနေတယ်။ထောင်ကြောင်ခြေတော့ကိုဝမ်းသာအားရဆွဲယူတယ်။ပွေမရှိ ပွေကိုမိမနေ။အတွင်းခြေတော့ပြုတ်ကြလျင်ကြာချင်းအချိန်ပြင်းစွာပြေးဝင်စွနစ်နေမြည်တန်များထိတ်တွင်လဲ သွေးစာသွေးနာများမရှိ ပွေးစုံမှုရှိတယ်ပွေးစုံကိုရက်ကြည့်တယ်ပွေးတွေကို မတွေ့ရပါ ပွေးနှစ်တူသော အရာဟူ၍ပွေးချဲဖြူဖြူရေမျောမျောကလေးတွေသာတွေ့ရတယ်အေးဆောင်တန်တရာဖြစ်ရပြီအလာသွက်ခဲ့သောအေးဆောင်ခြေတော်တို့သည်တန်တရာညောင်ဆူးပြီမို့လေးကန်နေလေးလေးကန်ကန်နှစ်ပင်ထောင်ချောက်ကို မောင်းတင်ကြည့်တယ်အနေအထားက အထိမခံသည်တွန်းကန်အားမလဲအမှန်ပင်ပြင်းထန်သေးသည်သူ့အားမြသွဲကအာကိုတကြီးမျက်လုံးများဖြင့်တိကျလိုက်သောအခါနောက်ခါလာနောက်ခါစီမမိလို့ဆဲခါမှဆဲရောသူကျင်းနေအောင်တော့လုပ်ပြရမှာပါကလားသဘောပိုက်လိုက်ရတော့တယ်တို့ကြောင့်တန်တတိုင်းထောင်ကကျက်လက်တကောင်ကိုတိုင်ထိတ်တွင်ချီထားရတယ်ကျဲဤအတောင်နဲ့လူမြင့်နေရာတွင် တိုင်ထက်ဆိုင်ခါဝါကြီးတော်ထောင်ချောက်ကို အပေါ်ထောင်လျက်စင်းနေခြေနှချောင်းကို တုံးအောင်ခံထားရသောကြက်မှာမနေတဲ့မထိုင်တဲ့အော်တယ်အတောင်တစ်ဖက်ကို ဝရုံသုံးကားခတ်တယ်ဒီကြက်နဲ့တော့ဒုက္ခပဲများတော့ရင်တဲတဲတွင်ဘေးချင်းကထိုင်နေညာညာတော့သည်အေးဆောင်ကိုမကြည့်ထောင်ချောက်မှာသာအာယုံရောက်နေတယ်မကြမတင်ကမှ အမိမဲသွားတော့ တငားရက်သားကြက်ပေါက်ကလေးများမှာစောင်းလဲတွင် သူညံစွာ အော်ဟစ်နေကြတယ်။ဟိုတိုးဒီခွေနေ။ပြာလဲတော့ကောင်းငင်တွင်စိုးသုံးကောင်ပြန်ဝဲနေတယ်။ရွာအပြင်လက်ပံပဲကြီးမှာ ပင်လုံးချို့နေရနေတယ်။ပင်ရထိပ်ဖျားတွင်ရောင်းရွှဲရွှေဝါအချို့တလေကြံနေသေးတယ်။ဒီရွှေရွှဲများကြားတွင်ဂျိုးသိန်းကောင်ကိုမြင်ရတယ်။လင်းယုံမရှိဘူး။ ခဏများလှမ်းမြော်ကြည့်ပြီးနောက်အင်းဆောင်မျက်လုံးများမြားတော်ရဲ့ထံပြန်ဝဲလာတယ်။အငိုမျက်လုံးကလေးတွင်ဝမ်းနည်းရိမ်များမပြဲသေး။မြက်ခွန်မို့မို့ကလေးများမှာနီနီရဲရဲဖူဖူကလေး။နေ့အမေနဲ့နေ့ဘေခေါ်ရင်ဈေးသွားကြတယ်။မပွင့်တပွင့်ဖြည်ပင်ဖြစ်တော်ညာမြားတော်ရဲ့မျက်လုံးများကထောင်ချောင်မှမခွာ။လူကြီးတွေမရှိဘူး။နင်းနဲ့ငါနှစ်ယောက်တည်းပွားတာပဲ။ ပြောပြောဆိုဆိုကျုံဖက်လိုက်ရန်လက်ကိုလှုပ်လိုက်စဉ်ညက်တောင်းအောင်ကြာရတယ်။အမြင်မှာထိုးစင်းလာသောအတန်အေးဆောင်လက်တွေတုံဆိုင်သွားရတယ်။ထောင်ကျောက်ဘက်သို့မျက်လုံးဆွေးကြည့်လိုက်ရာကြီးမားလာသောငှက်ကြီးလင်းယုံကျက်ကိုချေပြစ်ကုတ်ခါထိုးတော့သည်မပါချက်ချင်းပြန်လှည့်ပြီးလာတယ်။အေးဆောင်အသက်ပင်မရှူရဲ။လှည့်လာပြီ။သားစားငှက်သည် ဒီတခါတော့မတုတ်မကုန်းထောင်ကျောက်ပေါ်ဝင်လာတယ်။ဖြောင်းကနေမျောချိုးပြုတ်သွားတယ်။တားစားငက်ကြီးတအားထိုးပြန်တယ်။မြားမှာအလိုမဟုတ်ကြိုးချီထားတယ်။ဒို့ကြောင့်တားစားငက်ကြီးမှာတောက်ဆွဲခံလိုက်ရကရေပြင်ပေါ်သို့တုံလုံးကြီးကျသွားလေတယ်။သေပေတော့မသားငှက်ရုပ်ဓမတိုးကိုဆွဲလျက်ရသွဲပြေးထွက်သွားတယ်။ အေးဆောင်မှာပီတိဖြစ်လျက်ကြံခဲ့တယ်။သူသည်မြတ်ွယ်အာဟုသည့်အတိုင်းတောင်းကြည့်ခဲ့ပြီ။မြတ်ွယ်၏ကြည်နှက်ခြင်း၊ပြုံးပန်းဝေဝေပန်စင်ပြခြင်းကို အမိန့်သာခံယူရုံသာရှိတော်တယ်။ထို့ကြောင့်အေးဆောင်အပြုံးမပြတ်ထလာကတိုင်ထိတ်မှချက်ကိုဖြုတ်လွတ်လိုက်ပြီးမှမြတ်ွယ်ဘေးတွင်ဝင်ထိုင်လိုက်တယ်။သူကျမအားတတ်တော့တာစာငက်ကိုမိလျင်ဒါဖြင့် နှုတ်နှုတ်ပါအောင်ဆင့်ပြင့်မီကျုံဝါခဲ့တော်များတွင်ယခုမှတမဲတိုကိုမြေပေါ်ချထားတယ်။သွေးလူပြီးအသက်ပြောက်နေသောငှက်တခိုးဤခေါင်းကိုပုတ်တက်ပေးနေတယ်။ဓာတ်နဲ့မခုပဲဘာလုပ်နေတာလဲယင်။မြတ်သွေးမျက်နှာကိုစောင့်ကြည့်မိသောအခါအေးဆောင်အံ့ဩရတယ်။မြတ်သွေးမျက်နှာတွင်ဒေါသမရှိ။ကျင်နာခြင်းနဲ့သာလူလျက်နူးညံ့နေတယ်။သူ့အတွက် အင်းဆောင်တန်အောင်မရခြင်းဖြစ်တယ်။တနာစရာပါတော့။နေ့ကျမကြီးကိုတတ်တဲ့ငှက်စော့တနာနေရသေးလား။ကျုပ်ကျက်တွေကို သူတတ်မှမတတ်နိုင်တော့တာပဲတော့။တနာစရာပေါ့။ညသွယ်အီသဘောထားကို သဘောပေါက်အောင်အင်းဆောင်အတော်စူးစားရတယ်။သဘောပေါက်လာတော့အခါသူသည်ညသွယ်ကိုတိုး၍မျက်နှာလာရတော့တယ်။နေဟာတိုက်ပြီးစိတ်ကောင်းရှိတာပဲဟာ။ ဒါကြောင့်နေ့ကိုလေငါတိတ်တိတ်တို့တော့အေးဆောင်စကားမစုံတစုံတရာမျှလဲမလှူရှားလိုက်ရဝင်ရိုးတဲ့တီးဖြစ်လဲတစီအိမ်ဝိုင်းထဲဝင်လာရကသမီးရင်လုံမလေးဈေးမပြန်လာတော့ဦးသက်တော်များတို့အော်ခေါ်တန်းကြောင့်ညသွဲပြေးထွက်သွားရအေးဆောင်မှာငှက်သေးကြီးပေးတွင်ငုံငူကြီးကြံ့ရခဲ့လေတယ်ဟုတ်ကဲ့ပါရှင် တိုင်းစရာစေဖြူကျုံးအောင်သိရေးသားထားတယ်။ပင်လက်ပံကြွေချိန်ဦးဆိုတဲ့ဝိတ္တုလေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားဆင်သူအားလုံးသိချမ်းသာခြင်း၊ကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။